ယူကရိန်းကသူ့ရဲ့ကိုပိုင်လုပ်ဒုံးကြီးတွေနဲ့အံ့ဩဖို့ကောင်းတဲ့အရာတစ်ခုလုပ်လိုက်ပါပြီ။သူတို့ရဲ့ရေရှည်အနာဂတ်အတွက်ပိုရေးကြည့်တာတစ်ခုလုပ်လိုက်တာပါ။ရုရှားသမ္မတပူတင်ကသူ့ရဲ့ကျူးကျော်စစ်ကိုရပ်ဖို့ငြင်းဆန်နေချိန်မှာယူကရိန်းကလက်နက်ထုတ်လုပ်မှုကိုအကြီးအကျယ်တိုးချဲ့လိုက်ပါပြီ။အခုဆိုတမိုင်းတစ်လျှောက်မှာအများဆုံးဒုံးကြီးတွေကိုကိုယ်တိုင်ထုတ်နေပြီးဒီထက်ပိုတိုးထုတ်ဖို့အစီအစဉ်ရှိနေပါတယ်။ဒါကပူတင်ရဲ့သူ့တပ်တွေကိုလန့်စီနေပါပြီ။ 2025ခုနှစ်မှာအင်အားပြန့်ပြစ်လာတဲ့ယူကရိန်းကိုရင်ဆိုင်ရမယ့်အခြေအနေကိုကြောက်နေကြပါတယ်။ဒီသတင်းကိုယူကရိန်းရဲ့ Strategic Interestry ဝန်ကြီး Harman Smith တနင်္ဂနွေက Ukraine's Gasmith Day မှာအခမ်းအနားမှာပြောလိုက်တာပါ။သူပြောတာက2024ခုနှစ်မှာဒုံးကျည်ထုတ်လုပ်မှုကို2023ခုနှစ်ထက်ရှစ်ဆတိုးထုတ်လိုက်ပါပြီ။စစ်ဆဖြစ်တာက2022ခုနှစ်မှာ Neptune ဒုံးကျည်အနည်းငယ်ပဲထုတ်နိုင်ခဲ့ရတယ်ရှင်ရဲ့။ အခုဆိုပုံစံအစ်စ်တွေထွက်လာပြီးထုတ်လုပ်နိုင်စွမ်းအများကြီးတိုးလာတယ်လို့လည်းထပ်ပြောပါရစေ2023ခုနှစ်နဲ့ရှင်ရင်ရှစ်ဆတိုးထုတ်နိုင်ပါပြီဒုံးကျည်ရေမကဘူးလက်နက်အားလုံးထုတ်လုပ်မှုတိုးလာတယ်လို့ဝင်ကြီးကရှင်းပြပါတယ်2024ခုနှစ်မှာအကွာအဝေးအဝေး drone ထုတ်လုပ်မှုနှစ်ဆတိုးလာပြီးရုရှားနယ်တွင်ကိုပုံမိုထိုးပေါက်တိုက်ခိုက်နိုင်တဲ့အခွင့်အလမ်းတွေပိုရလာပါတယ်2022ခုနှစ်နဲ့ရှင်ရင် drone ထုတ်လုပ်မှု22ဆတိုးလာတာက ယူကရိန်းရဲ့ကာဝေးရေးအတွက်ဒရုန်းတွေဘလောက်အရေးပါလဲဆိုတာပြသနေပါဗျ။စုစုပေါင်းအနေနဲ့2024ခုနှစ်မှာလက်နက်အမျိုးအစား324မျိုးထုတ်လုပ်နိုင်ခဲ့ပြီးဒုံးကျည်ကတော့အဲ့ဒီထက်ကအနည်းငယ်ပါပါတယ်။တန်ဖိုးအဖြစ်6ဘီလီယံဒေါ်လာရှိတဲ့လက်နက်တွေထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်တဲ့။2025ခုနှစ်မှာယူကရိန်းရဲ့ကာဝေးရေးလုပ်ငန်းဟာအခုထက်၅ဆကြီးထွားလာမယ်လို့ဝန်ကြီးကခန့်မှန်းထားပါတယ်။2025ခုနှစ်ကောင်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆက်လက်နဲ့ပစ္စည်း35ဘီလီယံဒေါ်လာထုတ်လုပ်နိုင်မယ့်အရည်အသွေးတွေရှိလာမယ်လို့ဝန်ကြီးကမှတ်ချက်ပြုလိုက်ပါတယ်။ဒါကယူကရိန်းအတွက်အလွန်ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါ။သူတို့ကိုယ်တိုင်လက်နက်ထုတ်လုပ်နိုင်လေလေအနောက်တိုင်းမဟာမိတ်တွေရဲ့အကူအညီကိုအားကိုးရမှုနည်းလေလေပါပဲ။အထူးသဖြင့်အမေရိကန်ကနေမကြသေးခင်ကကာလပိုင်းတွေမှာဒီအကူအညီတွေမတိမငြိမ်ဖြစ်နေတာကြောင့်ထုတ်လုပ်မှုတိုးလာတဲ့တဲ့င်းကအချိန်မီလာတာပါပဲ။မက်လာအစောပိုင်းကပဲ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းသမ္မတဇယ်လန်စကီနဲ့ White House မှာဖြစ်ခဲ့တဲ့အခြေတည်အပြီးယူကရိန်းကိုစစ်ရေးကူညီအားလုံးရပ်ဆိုင်းလိုက်တာကိုကျွန်တော်တို့အားလုံးမှတ်မိကြပါတယ်။ရသက်တပတ်အနေငယ်ကြမှာဇယ်လန်စကီကအမေရိကန်နဲ့အပြစ်ခတ်ရပ်ဆိုင်းရေးဆွေးနွေးမှုစတင်ပြီးနောက်ထရန့်ကဒီပိတ်ပင်မှုကိုရုတ်သိမ်းခဲ့ပေမဲ့ယူကရိန်းနေနဲ့မဟာမိတ်တွေရဲ့အကူအညီကိုအမြဲတမ်းအားကိုးလို့မရဘူးဆိုတာသတိပေးချက်တစ်ခုပါပဲ။ဒါကြောင့်ကိုပိုင်ကာကွယ်ရေးလုပ်ငန်းထုတ်လုပ်မှုတွေတိုးချဲ့တာကတဘာဝကြပြီးဉာဏ်ရည်ပြည့်ဝတဲ့တုံ့ပြန်မှုတစ်ခုပါ။ ယူကရိန်းကာကွယ်ရေးထောက်လှမ်းရေးအကြီးအကဲစာဂေးဘန်ဒါနော့ဖ်ကလည်းဧပြီ23ဂန်စမစ်ဒေးအခမ်းအနားမှာသူတို့ရဲ့ကာကွယ်ရေးလုပ်ငန်းဘလောက်တိုးတက်လာပြီဆိုတာကိုအားရပါရပြောသွားပါတယ်။ဒီနေ့ဧပြီ23ရက်မှာကျွန်တော်တို့ရဲ့ရှေ့တန်းစစ်မျက်နှာတစ်လျှောက်အားလုံးခံစားရတဲ့မမောမပန်းလောက်ကင်နေတဲ့သူတွေကိုဂုဏ်ပြုပါရစေ။ယူကရိန်းလက်နက်ပညာရှင်တွေဟာအောင်ပွဲရဲ့ပုံသွင်းသူတွေပါ။ စစ်မြေပြင်မှာစီးမင်းတွေချမှတ်ပြီးတဲ့အင်အားကိုဖန်တီးပေးတဲ့အတိအကျပြုလုပ်ထားတဲ့အင်ဂျင်နီယာပညာရှင်တွေပါလို့ဘူတာနော့ဖ်ကအော်ဟစ်ပြောဆိုသွားပါတယ်သူဆက်ပြောတာကယူကရိန်းရဲ့တီထွင်မှုဟာစစ်ရေးထောင်နေရေးလုပ်ငန်းတွေကိုတိကျသွားဆုံးဖြတ်ချက်မှန်မှန်နဲ့ကြိုတင်ပြင်ဆင်နိုင်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။ဘူတာနော့ဖ်ကယူကရိန်းရဲ့ကိုပိုင်စနစ်တွေဟာအခြားနိုင်ငံတွေကပေးတဲ့စနစ်တွေနဲ့ဒဏ်တူရုံနဲ့မကပဲတချို့နေရာတွေမှာပိုတောင်တာတယ်ဆိုတာကိုပါထောက်ပြသွားပါတယ်။ ဥပမာအနေနဲ့ယူကရိန်းဖွံ့ဖြိုးတည်တဲ့ Makura V5 ရင်ကုန် drone ကိုပြသွားပါတယ်။ဒီအားကောင်းတဲ့ drone တွေနဲ့ယူကရိန်းဟာရုရှားရဲ့ Black Sea ရေတပ်ကိုဖျက်ဆီးပစ်နိုင်ခဲ့ပြီးရေတပ်ရွယ်စားကိုသုံးပုံတစ်ပုံလောက် short ချပစ်နိုင်ခဲ့ပါတယ်။အချိန်ကထိလို့မရဘူးလို့ထင်ရတဲ့ရေတပ်ကြီးဟာအခုဆိုစိတ်စိတ်မှွန်မှွန်ဖြစ်နေပါပြီ။ဒါအလုံးကယူကရိန်းတီထွင်ညာရဲ့ကျေးဇူးပါပဲလို့ဘူတာနော့ဖ်ကပြောပါရယ်အခုဆိုကာဝေးတပ်ဖွဲ့တွေမှာတုံးနေတဲ့လက်လက်တွေရဲ့60ရာခိုင်နှုန်းကျော်က ယူကရိန်းမှာပဲထုတ်လုပ်တာပါဥရောပရဲ့နေဆက်တွေကနောက်တစ်ခါထပ်ပြီးစစ်မြေသာဖြစ်လာတဲ့အချိန်မှာယူကရိန်းလက်နက်တွေဟာဥရောပအပိုင်းဝိုင်းတစ်ခုလုံးအတွက်အကာအကွယ်တစ်ခုဖြစ်နေပါတယ်လို့ဘူတာနော့ဖ်ကဒီကုန်းချုပ်စကားမှာပြောသွားပါတယ်ယူကရိန်းသမ္မတရဲ့အကြံပေးအလက်ဇန္ဒားကာရှင်ကလည်းယူကရိန်းရဲ့တိုးတက်လာတဲ့ကာကွယ်ရေးလုပ်ငန်းအကြောင်းဂုဏ်ယူဝမ်းသာစွာပြောဆိုသွားပါတယ်သူကဘူတာနော့ဖ်ပြောခဲ့တဲ့40ရာခိုင်နှုန်းကိန်းကနန်းကိုပြန်ထောက်ပြရင်းဒါကစစ်ပွဲအတွက်ပဲမဟုတ်ဘူး ကျွန်တော်တို့စီးပွားရေးအတွက်ပါလို့ဖြည့်ဆွတ်ပြောသွားပါတယ်။မနစ်ကကာဝေးရေးလက်နက်ထုတ်လုပ်မှုကကျွန်တော်တို့ရဲ့ GDP မှာအရေးပါတဲ့အပိုင်းကနေပါဝင်နေပါပြီ။အနိုင်ရပြီးရင်ယူကရိန်းလက်နက်တွေကိုကမ္ဘာတဝန်းတင်ပို့နိုင်မယ်လို့ယုံကြည်ပါတယ်လို့ကာရှင်ကပြောပါတယ်။ဒါကအရန်ကောင်းတဲ့အချက်ပါ။ဒါပေမဲ့အခုချိန်မှာတော့ယူကရိန်းရဲ့ဒုံးတီထုတ်လုပ်မှုကိုအာရုံစိုက်ကြည့်ပြီးအဓိကမေးခွန်းတစ်ခုမေးကြည့်အောင်။ယူကရိန်းကဘာတွေထုတ်လုပ်နေတာလဲအဟောင်းနဲ့အစ်စ်ရောနေပါတယ် R360 Neptune တုံးကြီးကတော့ယူကရိန်းတုံးကြီးဖွံ့ဖြိုးရေးရဲ့အဖိုးတန်ရည်ရနာတစ်ခုပါ။တင်မောတိုက်ဖြတ်ရေးတုံးကြီးဖြစ်ဒီဇိုင်းဆွဲထားတဲ့ဒီတုံးကြီးကိုယူကရိန်းရဲ့ Black Sea စစ်စင်ရေးတွေမှာအများကြီးသုံးခဲ့ပါဗျ။186မိုင်ကီလိုမီတာ300အထိပြန်တန်းနိုင်ပြီးပေါင်330 150ကီလိုဂရမ်လေးတဲ့ထိပ်ဖူးပုံးတယ်ဆောင်နိုင်တဲ့အတွက်ရုရှားသင်္ဘောတွေအတွက်ကြီးမားတဲ့ချိန်ချောင်းမှုတစ်ခုဖြစ်ပါတယ်။စက္ကန့်မိုင်တွင်သင်္ဘောကိုယ်တွေကိုပောက်ကွဲဖြတ်စီနိုင်ပါတယ်။ ဒီတုံးကြီးကရုရှားနည်းပညာကိုအခြေခံပြီးသူ့ကိုယ်သူပြန်ဒုက္ခပေးတဲ့ပုံစံမျိုးပါ Political ရဲ့ဖော်ပြချက်အရယူကရိန်းက net zone design ကို Soviet ခေတ် KH-35 Thermal တိုက်ဖြတ်ရေးဒုံးကြီးကိုအခြေခံပြီးပုံကောင်းတဲ့ electronics နဲ့တွေပုံတိကျတဲ့ပြစ်မှတ်ထည့်အောင်လုပ်နိုင်စွမ်းအနေနဲ့အကွာအဝေးပုံဝေးအောင်ပြုပြင်ထားတာပါရုရှားရဲ့မူရင်းဒုံးကြီးထက်ပုံထည့်အောင်လုပ်ထားတာပေါ့ဒါပေမဲ့ net zone မျိုးတွေသာရှိရင်ပူတင်စိတ်မပူရပါဘူး ဘလက်စီးကိုအန်ဒီရှိရှိတုံးလို့မရအောင်လုပ်နိုင်ပေမဲ့ရုရှားအနေနဲ့ဒါကိုရင်ဆိုင်နိုင်ပါတယ်။ဒါကြောင့်ယူကရိန်းက Neptune MD ဒါမှမဟုတ်လောင် Neptune လို့ခေါ်တဲ့ဒုံးကျည်အသစ်တမျိုးကိုထုတ်လုပ်လိုက်ပါတယ်။ဒီဒုံးကျည်မှာမြေပြင်တစ်ပတ်တွေကိုထိအောင်လုပ်နိုင်တဲ့လမ်းညွန်စနစ်အသစ်နဲ့အနီအောက်ရောင်ကြီးလမ်းညွန်စနစ်တို့ပါဝင်ပါတယ်။ပြင်မှန်လာရောက်မှစနစ်ကိုဖွင့်ပေးတဲ့ဒီစနစ်တွေကြောင့်ပိုတိကြပါတယ်။ ပြီးတော့ပုံမှန်နက်ဂျွန်းတွေနဲ့အတူတူပဲမြေပြင်ကနေပြစ်လို့ရအောင်ဒီဇိုင်းဆွဲထားတာကြောင့်ထိရောက်စွာအသုံးပြုနိုင်ပါတယ်။ဒါပေမဲ့လောင်းနက်ဂျွန်းရဲ့အကြီးမားဆုံးအားပါချက်ကိုဇလန်စကီကိုတိုင်အလေးထားပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့ဒုံးကျည်တစ်ကတိကျတဲ့တိုက်ခိုက်မှုတွေလုပ်နိုင်တယ်လို့မက်ရှလာကထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။ဒီဒုံးကျည်ရဲ့အကွာအဝေးကကီလိုမီတာ1000မိုင်620မိုင်ရှိပါတယ်။ဒါကဒီတိန်ပြင်သစ်နဲ့အမေရိကန်တို့ကပေးတဲ့ Storm Shadow နဲ့ ATACMS ဒုံးကြီးစနစ်တွေရဲ့အကွာအဝေးထက်နှစ်ဆပိုဝေးပါတယ်။ဒီအကွာအဝေးကပူတင်အတွက်လန့်စရာပါပဲ။လောင်နက်ကြောနဲ့အကွာအဝေးအဝေးဒရုန်းတွေကြောင့်ယူကရိန်းကရုရှားနဲ့အတွင်းပိုင်းကိုထိုးဖောက်တိုက်ခိုက်နိုင်တဲ့ရွေးချယ်စရာရှိလာပါပြီ။ဒါကပူတင်ရဲ့လေရင်ခွင်ရေနံချက်ဆက်ရုံတွေနဲ့ဆက်ဆက်ရုပ်ရဲ့အခြားစိတ်ပိုင်းတွေအတွက်သတင်းဆိုပါပဲ။ဒီဒုံးကြီးက982ပေါင်350ကီလိုဂရမ်လေးတဲ့ထိပ်ဖူးပုံးတည်ဆောင်နိုင်တယ်လို့ယူဆရတာကတော့ ပူတင်အတွက်သတင်းစိုးရဲ့အပေါ်မှာထပ်ဆင့်လိုက်သလိုပါပဲ။နောက်ထပ်သတင်းစိုးတွေကလည်းရှိပါသေးတယ်။နက်ဂျွန်းက Black Sea မှာရုရှားသင်္ဘောတွေကိုတိုက်ခိုက်နေချိန်လောင်းနက်ဂျွန်းကရုရှားတွင်းကစစ်ရေးနဲ့ထောက်ပံ့ရေးအဆောက်အအုံတွေကိုဖျက်ဆီးနေချိန်မှာယူကရိန်းက HRIM-2 လိုမျိုးစမ်းသစ်တဲ့ဒုံးကျည်သစ်တွေကိုလည်းဖွင့်ပြအောင်လုပ်နေပါတယ်။ HRIM2 အသေးအကြောင်းအသေးစိတ်မသိရပါပဲ။ဒါက PT Match နဲ့ KB15 လက်နက်ထုတ်လို့ရေးကုမ္ပဏီနှစ်ခုပူးပေါင်းပြီးဖွံ့ဖြိုးအောင်လုပ်နေတဲ့အတူပိုင်းပြစ်ဒုံးကျည်စနစ်တစ်ခုဖြစ်ပါတယ်။ဒီဒုံးကျည်က183မိုင်း280ကီလိုမီတာပဲပြန်တန်းနိုင်ပေမဲ့ပေါင်1100 900ကီလိုဂရမ်လေးတဲ့ထိပ်ပူးပုံးတည်ဆောင်နိုင်ပြီးရုရှားတပ်တွေနဲ့ရုရှားအတွင်းကပြစ်မှတ်တွေကိုတိကျစွာပြစ်နိုင်ပါတယ်။2022ခုနှစ်ဩဂုတ်လ9ရက်နေ့က Nova Cashco ကလေယာဉ်ဝင်းကိုတိုက်ခိုက်မှုမှာ HRIM2 ရဲ့အစောပိုင်းပုံစံသုံးခဲ့တယ်လို့ယူဆရပါတယ်။ Crimea ကျွန်းဆွယ်တွင်းကဒီလီယန်ဝင်းမှာကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ဒီတုံးကြီးကဖွံ့ဖြိုးမှုဆက်လုပ်နေသည်၍ပိုအားကောင်းလာပြီးပိုတိကျလာအောင်ပါ။ Nova Kharkovka တိုက်ခိုက်မှုကနောက်မေးခွန်းတစ်ခုကိုဖြစ်စေပါတယ်။အလွယ်ပြောရရင်ဒီတုံးကြီးကပူတင်ရဲ့စစ်ရေးနဲ့ထောက်ပံ့ရေးကွန်ရက်တွေကိုဖျက်ဆီးဖို့ယူကရိန်းရဲ့ဗျူဟာမှာအဓိကကျတဲ့အရာဖြစ်လာပါပြီ။ Nova Kharkovka တိုက်ခိုက်မှုကအကောင်းဆုံးဥပမာပါပဲ။ Crimea ကလေယာဉ်ဝဲတစ်ခုကိုဖျက်ဆီးလိုက်တာနဲ့ ယူကရိန်းကရုရှားရဲ့ဒေတာတိုက်ခိုက်မှုတွေကိုကန့်သတ်လိုက်နိုင်ပါတယ်။ဘလက်စီရေတပ်တွေထောက်ပံ့ရေးလေယာဉ်တွေဆင်းသက်ဖို့နေရာတစ်ခုနေသွားတာပေါ့။ရေငုပ် drone တွေနဲ့ဒုံးကျည်တွေတုံးပြီးရုရှားရေတပ်ကိုတိုက်ခိုက်တဲ့ဥပမာတွေလည်းရှိပါတယ်။2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့ကယူကရိန်းထုတ်တပ်ဖွဲ့တွေဟာရုရှားရဲ့ helicopter နှစ်စီးကိုဖျက်ဆီးနိုင်ခဲ့တဲ့တိုက်ခိုက်မှုကိုဂုဏ်ယူစွာကြေညာခဲ့ပါတယ်။ယူကရိန်းကရုရှားရဲ့ဟယ်လီကော်ပတာ330ကျော်ကိုအခုထိဖျက်ဆီးပြီးသွားပါပြီ။ဒါပေမဲ့ဒါက ပူတင်ရဲ့လေကြောင်းထိတ်ချုပ်ရေးမအောင်မြင်မှုကိုပိုပြသနေတာပါဒါလည်းမကသေးပါဘူးယူကရိန်းကဒီဟယီကော့ပတာတွေကိုဘလက်စီမှာသူတို့ဖြန့်ထားတဲ့ရေငုပ် drone တွေကနေ R73 ဒုံးကြီးတွေနဲ့တစ်ဖြတ်ခဲ့တာပါဒါက Neptune ဒုံးကြီးလိုပဲရုရှားရဲ့ဒုံးကြီးတစ်မျိုးကိုယူပြီးပိုအားကောင်းအောင်ပြောင်းလဲအသုံးချတဲ့အရာတစ်ခုပါ R73 ဒုံးကြီးကမူလကလေးကကြောက်စရာကောင်းပါတယ်။အတန်ထက်1.5ဆမြန်တဲ့အလျင်နဲ့ပြန်တန်းနိုင်ပြီး 24မိုင်အထိအကွာအဝေးရှိပါတယ်။ယူကရိန်းကဒီဒုံးကြီးကိုရုရှားတိုက်လေယာဉ်တွေအတွက်ဒီဇိုင်းဆွဲထားပေမဲ့ရေငုပ် drone ကနေပစ်လို့ရအောင်ပြုပြင်ခဲ့တာပါ။ဒီဒုံးကြီးရဲ့အပူအာယုံခံနိုင်စွမ်းကိုလည်းညံကောင်းကောင်းနဲ့အသုံးချပြီး MI8 helicopter နှစ်စီးကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။နောက်တစ်စီးကိုလည်းမီးလောင်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။ဒီလိုမျိုးရုရှား helicopter တွေကိုမဖျက်ဆီးတဲ့အချိန်မှာလည်းယူကရိန်းကသူ့ရဲ့ကိုပိုင်ဒုံးကြီးတွေနဲ့သူ့ရဲ့ကိုပိုင်စစ်သင်္ဘောတွေကိုဖျက်ဆီးနေပါတယ်။ဟုတ်ပါတယ်။ မှန်ပါတယ်သူတို့ကိုယ်တိုင် ပိုင်တဲ့တင်မောတွေကိုပဲဖြတ်နေတာပါဒါပေမဲ့အကြောင်းရင်းကဒီတင်မောတွေကိုပူတင်ကဘလက်စီရစ်တက်မှာအသုံးပြုဖို့ခိုးယူထားလို့ပါ2024ခုနှစ်မတ်လမှာယူကရိန်းကနက်ဂျွန်းတုံးကြီးနဲ့ကွန်စတန်တင်အိုလ်ရှန်စကီဆိုတဲ့ဆိုဗီယက်ခေတ်ကစစ်တပ်တင်မောတစ်စီးကိုဖျက်ဆီးလိုက်ပါတယ်ဒီတင်မောကယူကရိန်းအတွက် ဖြစ်တင်တာပါလို့ရေးတက်ပြောရေးဆိုခဲ့ရှိသူဒီမီထရိုပီတန်ချက်ကပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့နက်ဂျွန်းနဲ့ဖျက်ဖို့ဆုံးဖြတ်လိုက်တာပါ 1996ခုနှစ်ကဆိုဗီယက်ပြည်ထောင်စုပြုတ်ကွဲပြီးနောက်ယူကရိန်းရေတပ်ကိုလွှဲပြောင်းပေးခဲ့တဲ့ဒီသင်္ဘောဟာအခုဆိုပင်လယ်ကျမ်းပြင်မှာပျက်စီးနေတဲ့အပိုင်းအစတစ်ခုပဲဖြစ်သွားပါပြီ။နက်ဂျွန်းတုံးကြီးနေမှာကပါဘူး။လောင်းနက်ဂျွန်းကလည်း2025ခုနှစ်မတ်လ14ရက်မှာပထမဆုံးအောင်မြင်တဲ့တိုက်ခိုက်မှုကိုလုပ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့မှာထင်ရှားတဲ့ရလဒ်တွေရှိပါတယ်။လောင်းနက်ဂျွန်းကိုစမ်းသပ်ပြီးတိုက်ပွဲမှာအောင်မြင်မြင်သုံးနိုင်ခဲ့ပါပြီလို့ဇလန်စကီးကပြောပါတယ်။ ဒီတုံးကြီးကရုရှားရဲ့2 base data ကရေလက်ချက်စက်ရုံတစ်ခုကို289မိုင်ကီလိုမီတာ450အကွာကနေထိမှန်ခဲ့တယ်လို့ယူဆရပါတယ်။ဒါကယူကရိန်းရဲ့အကွာအဝေးအဝေးတုံးကြီးဖွံ့ဖြိုးရေးအစီအစဉ်ကိုဘလောက်ထိထိရောက်မှုရှိသလဲဆိုတာကိုပြသနေပါတယ်။ပူတင်ကအခုခိုက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါပြီ။ဘလက်စီမှာနက်ဂျွန်းတုံးကြီးတွေကသင်းမောတွေကိုဖျက်နေတယ်လို့လောင်းနက်ဂျွန်းတွေကသူ့နယ်မြေအတွင်းကပြစ်မှတ်တွေကိုဖျက်နေပါတယ်။ ပြီးတော့ယူကရိန်းကဆိုဗီယက်ခေတ်ကဒုံးကျည်တွေကိုပြုပြင်မောမန်ထားတဲ့အခြားချင်းချောက်မှုတွေလည်းရှိနေပါသေးတယ်။ဒါရီအလုံးကယူကရိန်းရဲ့ဒုံးကျည်ချင်းချောက်မှုတွေတိုးပွားလာနေတယ်ဆိုတဲ့အချက်ကိုပြသနေပါတယ်။ဒါဆိုမေးစရာတစ်ခုရှိလာပါတယ်။ယူကရိန်းကဒီအဆင့်ကိုဘယ်လိုရောက်လာတာလဲ2025ခုနှစ်ဇန်နဝါရီလကတည်းက KF Independent သတင်းစာကယူကရိန်းရဲ့ဒုံးကျည်ထုတ်လုပ်ရေးရည်မှန်းချက်တွေနောက်ကျနေသေးတယ်လို့ဖော်ပြခဲ့သေးတာပဲမဟုတ်လား။ ဒုံးကြီးတွေထုတ်လုပ်ဖို့က drone တွေလို့အလွယ်မဟုတ်ဘူးဆိုတာသိပါတယ်။ drone တွေကိုနေရာတုံးမှာထုတ်လို့ရပေမဲ့ဒုံးကြီးတွေကြတော့အထူးစက်ရုံတွေမှာပဲထုတ်လို့ရပါတယ်။ဒီမှာပြဿနာတက်ပါတယ်။ယူကရိန်းမှာဒီလိုစက်ရုံတွေအများစုကဆိုဗီယက်ပြည်ထောင်စုပြုတ်ပွဲပြီးတဲ့နောက်ရုရှားနဲ့အနောက်နိုင်ငံတွေကဖျက်ဆီးခဲ့ကြတာပါ။ဒါကြောင့်ယူကရိန်းဟာနှစ်အနည်းငယ်အကြာမှာအသစ်တည်ဆောက်ရပါတယ်။အခုဆိုရင်သူတို့ရဲ့စမ်းသစ်တဲ့ဒုံးကျည်တွေကိုအများအပြားထုတ်လုပ်နိုင်တဲ့စက်ရုံအသစ်တွေရှိလာပါပြီ။ 2025ခုနှစ်ဖေဖော်ဝါရီလမှာ Stockholm International Peace Research Institute SIPRI ကထုတ်ပြန်တဲ့အစီရင်ခံစာအရယူကရိန်းလက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာအကြီးအကျယ်တိုးချဲ့လာနေပါတယ်။ Ukrainian Defense Industry လို့ကုမ္ပဏီတွေရဲ့ဝင်ငွေဟာ2022ခုနှစ်နဲ့ရှင်ရင်2023ခုနှစ်မှာ69ရာခိုင်နှုန်းတက်လာပြီး1.2ဘီလီယံဒေါ်လာအထိရှိလာပါတယ်။ဒီလိုတိုးတက်မှုတွေကရင်းနှီးမြှုပ်နှံမှုတွေကြောင့်ပါ။ အနောက်နိုင်ငံတွေစီကရတဲ့ငွေတွေကိုကိုပိုင်ကာဝေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံတဲ့အခါဒီလိုအောင်မြင်မှုတွေရလာတာပါ SIBR ရဲ့အဆိုအရဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်မှာယူကရိန်းကဆိုဗီယက်ရဲ့လက်နက်လုပ်ငန်း30ရာခိုင်နှုန်းကိုစက်ခံခဲ့ရပါတယ်စက်ရုံ900နဲ့ဝန်ထမ်းတမန်နီးပါပါဒါပေမဲ့2014ခုနှစ်မှာခရိုင်းမီးယားကိုရုရှားသိမ်းယူချိန်မှာတော့ယူကရိန်းရဲ့စစ်ရေးဝယ်ယူမှုဘတ်ဂျက်ကတစ်နှစ်ကို62တန်းဒေါ်လာပဲရှိပါတော့တယ် ခရိုင်းမီးယားဆုံးရှုံးမှုကယူကရိန်းကိုနိုးကြားစေခဲ့ပါတယ်2022ခုနှစ်မတိုင်ခင်ကတည်းကကိုပိုင်လက်လက်ထုတ်လို့ရကိုအကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တာပါအခုဆိုရင်ယူကရိန်းရဲ့ကာဝေးဘတ်ဂျက်ဟာ2014ခုနှစ်ကထက်73ဆပုံများလာပြီး836တန်းဒေါ်လာအထိတိုးလာခဲ့ပါတယ်အခုဆိုရင်ဒီငွေပမာဏဟာပုံမများပြားလာနေပါတယ်ဒီလိုရင်းနှီးမြှုပ်နှံမှုတွေရဲ့ရလဒ်အနေနဲ့2025ခုနှစ်ဖေဖော်ဝါရီလမှာမယ်လတနီရဲ့စောင်းပါအရာ ယူကရိန်းရဲ့ကာဝေးလုပ်ငန်းဟာအကြီးအကျယ်တိုးချဲ့လာခဲ့ပါတယ်။2022ခုနှစ်က1ဘီလီယံဒေါ်လာတန်ဖိုးသာရှိခဲ့တဲ့ဒီလုပ်ငန်းဟာ2025ခုနှစ်မှာ35ဘီလီယံဒေါ်လာအထိတိုးတက်လာခဲ့ပြီးထုတ်လုပ်နိုင်စွမ်းလည်း80ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။တူတူပြောရရင်ယူကရိန်းရဲ့ဒုံးကျည်နဲ့ drone ထုတ်လုပ်မှုတွေဟာအရေးပေါ်လိုအပ်ချက်ကြောင့်ဖြစ်ပေါ်လာရတာပါ။ပူတင်ရဲ့စစ်ရေးထိန်းချုပ်မှုကိုတုံ့ပြန်မှုယူကရိန်းဟာအားနည်နေတဲ့ကာဝေးလုပ်ငန်းကိုပုံမိုရင်းနှီးမြှုပ်နှံခဲ့ရတာပါ။ အခုဆိုရင်ဒီလုပ်ငန်းဟာရုရှားရဲ့စစ်ရင်အားကိုအမှန်တကယ်ချိမ်းချောက်နိုင်တဲ့အင်အားတစ်ရပ်ဖြစ်လာပြီးပုံမူအားကောင်းလာဖို့သာရှိပါတယ်။ Rider ရဲ့2025 match လသတင်းအရဥရောပဟာပူတင်ရဲ့တပ်တွေကိုဆက်လက်တိုက်ခိုက်နိုင်မှုယူကရိန်းကိုလက်နက်တွေပေးဖို့အခက်တွေ့နေပါတယ်။ Trump ကယူကရိန်းကိုစစ်ရေးအကူအညီပေးတာကိုရပ်လိုက်တဲ့အချိန်မှာဒီပြဿနာကပိုဆိုးခဲ့ပါတယ်။အခုတော့အကူအညီပြန်ဆပေးတဲ့အတွက်ပြဿနာနှေးသွားပါတယ်။ ဒါပေမဲ့ဥရောပမှာယူကရိန်းကိုပေးဖို့လက်နက်တွေလည်းကုန်ခန်းလာပါတယ်။ EU နိုင်ငံများပြားဟာသူတို့ရဲ့ GDP ရဲ့3.5%ခန့်ကိုကာကွယ်ရေးအတွက်သုံးဖို့အကြံပြုနေကြပါတယ်။အချို့နိုင်ငံတွေကတော့ဒီအတိုင်းလုပ်နေပြီးသားပါ။ဥရောပကော်မရှင်ကလည်းယူကရိန်းကိုလက်နက်တွေအများကြီးပေးပြီးတဲ့နောက်ပြန်ဖြည့်ဖို့ဒေါ်လာ180ဘီလီယံချင်းဝယ်စီမံချက်တစ်ခုကိုအဆိုပြုထားပါတယ်။ရိုက်တာရဲ့ဖော်ပြချက်အရဥရောပမှာငွေကြေးတော့အလုံးလောက်ရှိပါတယ်။ ဥပမာထရမ့်ကရပ်တန့်လိုက်တဲ့အမေရိကန်ရဲ့43.2ဘီလီယံဒေါ်လာအကူအညီကိုအစားထိုးဖို့ဆိုရင် EU နိုင်ငံတွေရဲ့ GDP ရဲ့3.1%ခန့်လုံးပဲလိုအပ်ပါတယ်။ရိုက်တာကဒါကိုဘတ်ဂျက်မှာခြံထားခဲ့တဲ့ငွေနှဲငယ်လောက်ပါလို့သုံးနှုန်းထားပေမဲ့ဒီပမာဏဟာယူကရိန်းကသူ့ကာကွယ်ရေးလုပ်ငန်းတွေထည့်နေတဲ့ငွေထက်ပိုများနေပါတယ်။ဥရောပကလက်နက်အစားငွေကြေးပို့ပေးဖို့ဆုံးဖြတ်လိုက်ရင် ယူကရိန်းအနေနဲ့အဲ့ဒီငွေတွေကိုဒုံးကျည်တွေထုတ်ဖို့အထူးစက်ရုံတွေစောင့်တဲ့နေရာမှာရင်းနှီးမြှုပ်နှံနိုင်ပါပြီ။ဒါကယူကရိန်းအတွက်အရေးကြီးတဲ့သတင်းပါ။အကြောင်းရင်းနှစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကအရင်ပြောခဲ့သလိုပဲယူကရိန်းကအင်အားကောင်းတဲ့ကာကွယ်ရေးလုပ်ငန်းတစ်ခုကိုတည်ဆောက်နေပါတယ်။ဥရောပကိုယ်တိုင်မကြခင်မှာယူကရိန်းစီကလက်နက်တွေဝယ်ရတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ Economics Magazine က 2025ခုနှစ်မှာယူကရိန်းရဲ့လက်နက်ထုတ်လုပ်မှုတန်ဖိုး35ဘီလီယံဒေါ်လာရောက်မယ်လို့ဖော်ပြထားပါတယ်။ဒီလိုယင်းနှိမ့်ညွှန်တဲ့မှုစံဝန်တစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ယူကရိန်းကလက်နက်တွေပို့ထုတ်လေဥရောပနိုင်ငံတွေကဝယ်လေဖြစ်ပြီးစစ်ရေးစီးပွားရေးတွေကိုဒေါ်လာဘီလီယံချီပြီးဝင်လာမှာပါ။ယူကရိန်းကဒီငွေတစ်စိတ်တစ်ပိုင်းကိုကာကွယ်ရေးမှာပြန်ရင်းနှိမ့်ညွှန်နိုင်ပြီးထုတ်လုပ်မှုစွမ်းရည်တိုးလာကဥရောပကိုပိုရောက်နိုင်တဲ့တန်တရာဖြစ်လာမှာပါ။ စစ်ပြီးသားရင်တော့ယူကရိန်းမှာအင်အားကောင်းတဲ့လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကျန်ရစ်မှာဖြစ်ပြီးမဟာမိတ်နိုင်ငံတွေအတွက်အဓိကလက်နက်ပေးသင့်သူဖြစ်လာနိုင်ပါတယ်။အလက်ဇန္ဒားကာရှင်ပြောသလိုပဲယူကရိန်းဟာတခြားနိုင်ငံတွေကိုလက်နက်တွေရောင်းလိုက်တဲ့အဆင့်ကိုရောက်လာမှာဖြစ်ပြီးဒါကနိုင်ငံပြန်လည်တည်ဆောက်ရေးအတွက်အဓိက project ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ဒုံးကျည်ထုတ်လုပ်မှုမြင့်တက်လာတာကငွေကြေးတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။တိုးတက်လာတဲ့ကာကွယ်ရေးလုပ်ငန်းဟာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်းအရေးပါတဲ့အချက်ဖြစ်လာနိုင်ပါတယ်။ Atlantic Council အဖွဲ့ရဲ့အဆိုအရအခုချိန်မှာဒီအချက်ကို short တွတ်ထားကြပြီမဲ့အဲ့လိုမဖြစ်သင့်ပါဘူး။ယူကရိန်းရဲ့တပ်မတော်ဟာဥရောပမှာဒုတိယအကြီးဆုံးတပ်မတော်ထက်၄စားကြီးမားနေပါပြီ။ဒုံးကြီးနဲ့ drone ထုတ်လုပ်မှုမှာလည်းစမ်းသစ်တီထွင်နိုင်တဲ့နေပြသနေတာကြောင့်စစ်ရင်အားတိုးတက်လာတဲ့နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ Atlantic Council ကပြောတာကတော့ဒါအားလုံးဟာယူကရိန်းရဲ့တိုးတက်လာတဲ့ကာကွယ်ရေးလုပ်ငန်းကြောင့်လို့ပါ။ဇယ်လန်စကီးအနေနဲ့ပူတင်ရဲ့တောင်းဆိုချက်တွေကိုလာရောစရာမလိုတော့ဘူး။ အကြောင်းကတော့ရုရှားကသူ့ရဲ့စစ်လက်နက်တိုးတောင်ရုံတွေကိုအပြင်းထန်သုံးစွဲနေတဲ့ချိန်မှာယူကရိန်းရဲ့စွမ်းရည်တွေကတိုးတက်လာနေလို့ပါဒါဟာယူကရိန်းရဲ့ဒုံးကျည်နဲ့စစ်ရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့လှုပ်ဆောင်နိုင်ခဲ့တဲ့အံ့ဖွယ်ရာရလဒ်တစ်ခုပါအခုချိန်မှာဒီတိုးတက်မှုတွေကရုရှားကိုခုခံတိုက်ခိုက်ဖို့အထောက်အကူဖြစ်နေတယ်လို့နောက်တစ်ချိန်မှာတော့ယူကရိန်းလိုချင်တဲ့ငြိမ်းချမ်းရေးမျိုးရရှိဖို့အဓိကတော့ချက်ဖြစ်လာနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ